ါကတော့တိတောင်းငက်ကလေးတွေဖြစ်ပြီးတော့သူတို့ကသဘာဝရဲ့လွန်ဖောက်ဆက်ကလေးတွေဖြစ်ပါတယ်သူတို့ကတမနစ်ကိုအချိန်20နှုန်းနဲ့တစ်ပင်လေးကိုထိုးသွားနိုင်တာပါဒါကတဏှာကြီးကို66မိုင်းနှုန်းနဲ့ညီမျှတာပါဒါကြောင့်သူတို့ရဲ့ဥုံခုံမှာတုံခါမှုထိန်းချုပ်တဲ့အရိုးတွေရှိတာပါ နောက်တစ်ချက်အနေနဲ့သူတို့ရဲ့အုံနောက်ကိုတုံခါမှုတံခါကာကွယ်ဖို့သူတို့ရဲ့အခြားကအုံနောက်ကိုပတ်ထားတာပါသူတို့ကအများအားဖြင့်တန်တန်းရင်ပြီးတည်နေတဲ့အပင်တွေမှာပေါက်ဖောက်ကြတာပါတည်နေတဲ့အပင်တွေမှာအင်းဆက်ပူကောင်းတွေရှိပါရဲ့သူတို့ကပြင်ပလွားကိုဖောက်ပြီးပြည့်စိတ်စားကောင်းတွေလိုသူတို့ရဲ့အခြားတွေနဲ့အင်းဆက်တွေကိုဖမ်းယူစားတော့ပါတယ်သူတို့ကအဓိကအားဖြင့်အင်းဆက်တွေကိုစားတာပါဒါပေမဲ့ဒီတစ်တောင်ငယ်မျိုးတွေကတော့အရှာငတ်တွေရဲ့ဥတွေနဲ့သားပေါက်တွေကိုစားကြပါတယ်သူတို့ကဒီလိုထိုးသားတဲ့နေရာနဲ့တစ်ဆင့်ဆက်တွေ့ကြပါတယ်သူတို့အင်းဆက်တွေစား ားဖို့အပေါင်းဖောက်ကြတယ်သူတို့ဦးတွေအတွက်တိုင်လို့ဖို့နဲ့တာပဖို့အတွက်အရွယ်ရောက်ပြီးဖြစ်ကြအောင်ကြီးညာဖို့အတွက်ဖြစ်ပါတယ်ကျွန်တော်အထူးခြားဆုံးတွေ့ရတာကတော့သူတို့ကိုဩစတြေးလျမှာမတွေ့ရတာပါဩစတြေးလျကအထူးခြားတဲ့တိရစ္ဆာန်တွေရဲ့စင်ကယ်ပြောင်းလဲမှုမျိုးဖြစ်ပါတယ်စင်ကယ်ပြောင်းလဲမှုကြောင့်ပြောရရင်ကျွန်တော်တို့ကစင်ကယ်ပြောင်းလဲမှုတမိုင်းအစ်စ်ကိုဖန်တီးသွားမှာပါကျွန်တော်ကကို like and follow ပေးခဲ့ကြပါဦးအားလုံးကိုရမ်းရှိပါတယ်